ဘရက်ပီဟာအန်ဂျယ်လီနာဂျူလီနဲ့ကွာရှင်းပြည့်စုံမှုကြောင်းပထမဆုံးအကြိမ်ဖွင့်ဟပြောကြားခဲ့ပြီးအရက်အလွန်ကျွန်တော်သုံးခြင်းနဲ့ဆေးကြောက်သုံးဆွဲခြင်းတွေ့ရှိခဲ့ကြောင်းနဲ့တခြားသူတွေနဲ့တီးခြားနေထိုင်တတ်တဲ့သူ့ဘဝအကြောင်းတွေကိုဝန်ခံပြောကြားခဲ့ပါတယ်။ပူတုံးတွေခံယူခဲ့ပြီးအရက်ဖြတ်ခဲ့ကြောင်းနဲ့သူနဲ့ဂျူလီတို့နှစ်ဦးကြားကအပြဒနာတွေကိုခေမင်းမပြတ်တီးသန့်ဖြစ်ရှင်းခဲ့တယ်လို့အသက်53နှစ်အရွယ်မင်းသားကအေဗလာ3ရက်နေမှာဂျီဂျူစတိုင်ရဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 2016စက်တင်ဘာလကဂျူလီရဲ့ရုတ်တရက်ကွာရှင်းခွင့်လျှောက်လွှာတင်ခဲ့မှုကြောင့်အမှုပညာအတိုင်းဝမ်းမှာတုံ့လုပ်ခဲ့ရပါတယ်။ Brangelina လို့ခေါ်တဲ့သူတို့အတွေ့ဟာ2014ခုနှစ်မှာလက်ထပ်ခဲ့ပြီးကလေး6ယောက်ရှိခဲ့ပါတယ်။အဲ့ဒီကလေးတွေအထင်းထင်းဆောက်ရှောက်ခွင့်ကိုတရားရင်ဆိုင်နေရကပစ်ဟာကလေးတချို့ရဲ့ရှေ့မှာသူ့ရဲ့သီးခံနိုင်စွမ်းပျောက်ဆုံးခဲ့ပြီးကလေးညှစ်ပန်းနှိပ်စက်မှုနဲ့စုံစမ်းစစ်ဆေးမှုခံခဲ့ရပါတယ်။ Brad Pitt ဟာစုံစမ်းစစ်ဆေးမှုတွေကနေကင်းလွတ်ခဲ့ပြီးနောက်ဇန်နဝါရီလမှာသူတို့အတွေ့ဟာကွာရှင်းခွင့်ကိစ္စအတွက် တီးတန့်တရားသူကြီးကိုအသုံးပြုသွားဖို့သဘောတူညီခဲ့ကြပါတယ်။ပြည်ရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့အာဖဂန်နစ္စတန်ကအမေရိကန်စစ်ပွဲကိုတရော်ထားတဲ့ War Machine စကားကိုမေလ26ရက်မှာပြသရမှာဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျွန်မမျက်စုခိုင်ပါ။